hello အားလုံးပဲမင်္ဂလာပါဘူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ဒေါ်မွန်နဲ့ဘာစီလိုနာတို့ကတော့ဒါဘာစီရဲ့အိမ်ဝင်မှာ Champions League Quarter Final ပထမအကြိုပြေရှင်ပြိုင်ကစားကြမယ်ပေါ့နော်ဆိုတော့ဘာစီကတော့ဒီနေရာကိုရောက်လာဖို့အတွက်သူတို့ကဒီဘင်ဖီကာကိုနှစ်ကြော်ပေါင်း၄ဂိုးတကူဆိုတဲ့ရလနဲ့အနိုင်ယူခဲ့တယ် ဒေါမွန်ရဲ့ဘက်ကတော့ line lee ကိုနှစ်ကြော်ပေါင်း23ဆိုတဲ့ရတဲ့နဲ့အနိုင်ယူပြီးတော့ဒီအထိကျွန်တော်ရောက်လာကြတာဆိုတော့ဒီနေရာမှာဒီနှစ်သင်းရဲ့အချိန်ကြီးကပြောရရင်ပြည်တွင်းမှာတော်တော်ကိုကွာဟမှုကြီးမားတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီဘာစီလိုနာကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိဒီသူတို့ရဲ့ပြည်တွင်းမှာဆိုလို့ရှိရင်ဖလားရဖို့အတွက်တော်တော်ကိုအချိန်ကြီးကောင်းနေပြီးတော့ Riedo Atletico Madrid တို့နဲ့အပြိုင်ဖြစ်နေတယ်ပေါ့နော် Champions League မှာလည်းတော်တော်ကိုကောင်းတဲ့ performance တွေကျွန်တော်ပြထားတယ်။ဒါပေမဲ့ Nico Kovac ရဲ့ Dortmund ကိုကြည့်ရင် ပြည်တွင်းမှာတတော်ကိုတိုင်ပတ်နေတာသူဒီမဲ့ပြည်တွင်းမှာဆိုဒေါ်မွန်ကအခုအဆင့်၈မြင်ထင်ပါတယ်နော်အဆင့်၈မှာပြီးလို့ရှိရင်အဆင့်၄နဲ့ကျွန်တော်တို့ကအမှတ်ကကွာတယ်ပေါ့နော်ဆိုတော့ပြောချင်တာကယာဒီကုံတိကျွန်တော်ကြီးလိုက်မယ်ဆိုရင်တော့4ကိုဒေါ်မွန်ဝင်နိုင်ကြီးဟာတတော်ကိုနဲတဲ့တဲ့မှာပါတယ်ဒီတော့ဒေါ်မွန်တွေအခုလိုမျိုးချန်ပီယံစ်လိပြိုင်ပွဲမှာဆက်ပြီးတော့ကစားနိုင်နေတုံးဆိုတာဒါနီကိုကိုဘက်ချ်နီးပြအတွက်တော်တော်ကောင်းနေလို့ကျွန်တော်ပြောလို့ရတယ် ဘာစီကိုကြိုပြီးတော့နောက်တစ်ဆင့်ကိုတက်နိုင်မှာလားပေါ့နော်ဒေါ်မွန်က၈နှစ်တည်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒီ Real Madrid နဲ့ final ထိတက်နိုင်ခဲ့တဲ့ပွဲဒီအခြေအနေမျိုးတွေကျွန်တော်တွေ့ရတယ်ပြီးခဲ့တဲ့နှစ်ကဆို final ထိဒီ Dortmund ကတက်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီတော့ကလည်းပဲမထင်မှတ်တဲ့ပုံစံနေနဲ့သူတို့ performance ကောင်းနေပြသွားတာဒီမှာလည်းဒီတိုင်းပဲပေါ့နော်ပြည်တွင်းမှာတတော်ကိုအခြေအနေစိုးနေတယ်ပြီးပလက်ရှိကျွန်တော် Champions League ဒီမှာကျွန်တော် quarter final ထိသူတို့ရောက်လာပြီဆိုတော့အခုလက်ရှိကစားရတော့လေ quarter final ကနေပြီးတော့နောက်တစ်ဆင့်ကိုတက်ဖို့အတွက် ရေပန်းအစားဆုံးအသင်းတွေကတသင်းဖလားရဖို့အတွက်ရေပန်းအစားဆုံးတသင်းတွေကတသင်းဖြစ်တဲ့ဘာစီလိုနာနဲ့သူတို့တွေ့တယ်။ဒါဟာဘလူးမန့်ဒေါ့မွန်အတွက်တော့မလွယ်ဘူးပေါ့နော်။ဒါအပြင်ပရမအကျော့ကလည်းကျွန်တော်အဝေးဝင်းကိုသွားပြီးတော့ကစားမှာ ဒေါ်မွန်ဟာဒီပွဲမှာ99ကြီးဆိုလို10%ပဲကျွန်တော်ရှိတယ်။ဘာစီလိုနာဟာဒီပွဲမှာအနိုင်ရနိုင်ကြီး75%ရှိပြီးတော့တည်ရရနိုင်ကြီးဆိုတာ15%ပဲကျွန်တော်ရှိတယ်။ဆိုတော့ဒေါ်မွန်ဒီအနိုင်ရဖို့အတွက်ဆိုတာဒီပွဲမှာတော်တော်ကိုအခြေအနေနည်းလွန်းနေပေါ့နော်။ဆိုတော့နေ့တင်ဆုံးရဲ့သတင်းဒီပါတွေကိုကျွန်တော်ကြည့်ရရင် ဒီဟိုဟိုဒန်ယာတင်းနေရပေါ့နော်ရာဖီညာကတော့ပြီးခဲ့တဲ့နေ့ကသူအရန်မှာပဲသူရှိခဲ့တာပေါ့နီးပြဒီဟာဟန်စီဖလစ်ကအရန်မှာပဲထားထားတာဆိုတော့ဒီနေ့ပွဲစဉ်မှာတေချာပေါက်ပြန်ပါဖို့ကျွန်တော်တို့ရှိတယ်ဆိုတော့တိုက်စင်မှာယာမဲရဲ့ရာဖင်ညာရဲ့လီယိုနော့စကီရဲ့သုံးယောက်ပြန်ပြီးတော့ပါနိုင်မယ်ပေါ့လေဒန်နီယောလိုမူကတော့ဒါကြွက်သားပြက်တနာကြွက်သားဒဏ်ရာကြောင့်သူဒီနေ့ပွဲကိုလွဲချော်ဖို့ရှိတယ်နောက်တန်းကအီနီယိုမာတီနက်ကတော့ ပါဖို့အတွက်မတိကြဘူးဆိုတဲ့အခြေအနေမျိုးသူတမင် international break မှာကလေးကသူကနိုင်ငံလေရွေးစဉ်ကနေပြီးတော့ဒီဘယ်လိုပြောရမလဲဒီဒီပြန်လာရတာပေါ့နော်ပြန်လာရတာသူတို့လည်းပဲဒီပွဲမှာတော့ပါဖို့အတွက်တော့ဒီမတိကြပြီမဲ့တော့အချီနီတော့များတယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ဒီကာဆာရိုတို့ပြီးလို့ရှိရင်ဘာနယ်တို့တိုက်စတီဂန်တို့ကတော့ယာတီကုံတိနားရမယ့် injury ပြဿနာတွေကြုံထားတယ်ဆိုတော့ဂိုးသမားကတော့ရှယ်စင်ကြီးပဲပေါ့လေဆိုတော့ကွင်းလယ်မှာတော့ဒေါ်မွန်ဘတ်ကကျွန်တော်ကြည့်ရင်ဆာဗီဇာတော့ပါဖို့မရှိဘူး စာပေစာပဲပါဖို့မရှိတာကျန်နေကစားမားတွေကတော့အကုန်ပြန်ပြီးတော့အချိန်ကြီးကောင်းမဲ့ပုံစံမျိုးပါနောက်ဆိုတော့ဒီ Nico Schroeder ဘက်တို့ဘာလို့ဆိုလို့ချင်းလဲပဲ suspended ဖြစ်တဲ့နေရာကနေပြန်လာမယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ Nicholas Sule တို့ဘာလို့ဆိုလို့ချင်းလဲပဲထိခိုက်မှုတချို့ရှိထားတယ်ဆိုတော့ဒါ Schroeder ဘက်တို့ဘာလို့ကပေါ့နော်ဒါပုံမှန်ပွဲထွက်ခွင့်နေရာမှာပါဖို့အတွက်အချိန်ကြီးတော့ရှိနိုင်တယ်ပေါ့လေတိုးတော်လေးပဲလက်ရှိမှာဆိုလို့ရှိရင်အဲဘယ်လိုပြောမလဲပွဲထွက်လူစင်းနေမှာပါနိုင်မှုတော့ကျွန်တော်နည်းနည်းလေးခေးနေလို့ကျွန်တော် ပြောလို့ရတယ် ဆိုတာကလည်းရှိနေတဲ့စလုံးရဲ့လူစည်ရင်းတွေပေါ့နော်အဲဒါပြင်ပွဲထွက်လူစည်ရင်ဖြစ်နိုင်ခြေတွေရကျွန်တော်ကြည့်ရင်ဘာစီဘက်မှာတော့ရှယ်စနီကျွန်တော်တို့ရှိမယ်နောက်တန်းလေးယောက်နေရာမှာဂျူလ်စကွန်ဒီရှိမယ် ကျူဘာစီရဲ့ပြီးလို့ရှိရင်ကျွန်တော်သာအီနီကိုမာတီနက်ရဲ့လူငယ်လေးပြည့်တဲ့ဘောဒီရဲ့ကျွန်တော်ရှိမယ်။ကွင်းလယ်မှာဆိုလို့ရှိရင်တော့ Frankie De Jong နဲ့ Patrick ကအတွဲဖက်မိမိခြေသွမ်းပြနေပြီးတော့ Ferran Torres ကနံပါတ်10ရူနီယာကိုပါလာလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့။တိုက်စစ်ကတော့ခုနကပြောတဲ့ Leonowski, Yamane နဲ့ Rafinha ပေါ့လေ။ဆိုတော့ Dortmund ဘက်ကိုကျွန်တော်ကြည့်ရင်လည်းပဲ Dortmund မှာဂိုးသမားဖြစ်သူကတော့ဒါကိုမဲပေါ့နော်။ကိုကိုပဲကျွန်တော်ရှိမယ်။အဲနောက်နောက်လျောက်နေရာမှာဆိုလို့ရှိရင်ဒါ Ryan Sancho ကျွန်တော်ရှိမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီ Anton ကျွန်တော်ရှိမယ်။ ဒါဂျာမန်နောက်ခံစားမှအန်တွန်ကျွန်တော်ရှိမယ်ပြီးလို့ရှိရင်ခုနကပြောတဲ့ဒီနီကိုရှလိုဒါဘက်တူဘာလို့ပါရင်ပါမပါဘူးဆိုလို့ရှိရင်တော့ဘက်စီဘယ်နီတို့လူကစားမတွေရှိတယ်ပြီးလို့ရှိရင်စဗန်နန်ဆန်တို့လူကစားမတွေလည်းလက်ဘက်မှာကျွန်တော်တို့ရှိတယ်ပေါ့နောက်တန်းကတော့တီဂျာပေါ့ဒီပြောလို့မရသေးတဲ့ကစားမနှစ်နေရာလောက်ကြီးကျွန်တော်ရှိတယ်တော့မှာကွင်းလယ်မှာဆိုလို့ရှိရင်လည်းအမ်ရီချန်ကျွန်တော်ရှိမယ်ဗျာ ော့စကန်ကျွန်တော်ရှိမယ်ဗျာပြီးလို့ရှိရင်ဂျူလီယန်ဘရန့်နံပါတ်10လို့မှပါလာဖို့ရှိတယ်တိုက်စစ်ကတော့ဂီရစီပဲပါဖို့များပြီးတော့မက်ဆီမီလီယန်ဘိုင်ယာနဲ့ကျွန်တော်ကယ်ရင်အန်တီယာမီကတောင်မန်နှစ်ဖက်မှာပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါလက်ရှိဒေါ်မွန်အတွက်ဖြစ်နိုင်ကြီးအများဆုံးလူစင်ရင်ပေါ့လေနှစ်သင်းစလုံးရဲ့ဖောင်မနီကိုကျွန်တော်ကြည့်ရရင်ဘာစီလိုနာရဲ့နောက်ဆုံးချန်ပီယံစ်လိ6ပွဲကစားထားတဲ့နေရာမှာ9ပွဲအထိသူတို့နိုင်ထားတယ်တပွဲတည်းကြီးကြတာတယ်အဲ့ဒီတဲကမှကျွန်တော် round of 16နှစ်ပွဲစလုံးကိုအနောက်ဆုံးပွဲမှာအနိုင်ယူပြထားတယ် ပြိုင်ပွဲဆုံးဘာစီရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရရင်လည်းရှုံးပွဲရှိမှထားဘူး9ပွဲအထိနိုင်ပြီးတော့2ပွဲတည်ကြထားတယ်ပြီးကြတဲ့နေ့ကလာလီဂါပွဲမှာတော့သူတို့တည်ကြတယ်ပေါ့လေဒေါ်မွန်ရဲ့နောက်ဆုံးချန်ပီယံစ်လိ6ပွဲကိုကျွန်တော်ကြည့်ရင်တော့နိုင်ပွဲ3ပွဲပဲရထားပါတယ်2ပွဲတည်ကြပြီးတော့2ပွဲရှုံးထားတယ်ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲကိုကြည့်ရင်3ပွဲပဲနိုင်ထားပြီးတော့ကျွန်တော်2ပွဲရှုံးထားတယ်2ပွဲတည်ကြထားတယ်နောက်ဆုံး2ပွဲဆက်ကူတော့အနိုင်ရထားတယ်ဒါဟာဒေါ်မွန်အတွက် အခြေအနေကတော့ဘာစီလောက်တော့ကောင်းနေတဲ့ထဲမှာမပါဘူးပေါ့လေတိုးတိုးလေးပဲဘာစီကွင်းကိုသွားကစားရမယ်ဒီပွဲမှာတရေရရင်တောင်မှသူတို့အတွက်မစိုးဘူးလို့ပြောရမယ်အခြေအနေမျိုးတိုးတိုးလေးပဲကျွန်တော်ကတော့ဒီပွဲကဘာစီအနေနဲ့အိမ်ဝင်ဖြစ်တဲ့အတွက်အနိုင်ယူုံနေမကဘူးဒုတိယကြောအတွက်ပါစိတ်ချရတဲ့အနေထားတစ်ခုဖြစ်အောင်ကိုသူတို့ဖြတ်ထားအောင်ဒါအပြင်တိုက်စစ်ခံစစ်ကွင်းလည်းကစားဖို့တသိန်းလုံးနေထားရဘလို့ပဲကြည်ကြည်ဘာစီတီဒေါ့မွန်ထက်အများကြီးတာတဲ့ချင်းမျိုးပါနှစ်သိန်းပေါင်းသွင်းကိုဒီအများကြီးမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ် ဒေါ်မွန်ဘာကဆိုရတဲ့ဘာစီရဲ့ဘက်ကဂိုးတွေကိုပုံများများမြင်ရဖို့အတွက်ရှိတယ်လို့ကျွန်တော်ယူဆတယ်။အင်ရှင်ဘာစီလိုနာရဲ့ဘက်ကပဲရလက်ကောင်းသွားဖို့ရှိတယ်လို့ကျွန်တော်ထင်တယ်။ညီကတို့အနေနဲ့ရောဒီပွဲမှာဘယ်အသင်းတွေဘယ်လိုရလက်ထွက်ပေါ်လာမယ့်ထင်ကြတယ်။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်။